အားလုံးပဲမင်္ဂလာပါမတော်ဒီနေ့ဝေချားတဲ့လူတွေအတွက်တောက်လို့ရတယ်ပေါ့နော် ကြက်ဝင်းညိုလေးချက်ပါမယ်ဒီမှာကိုကခောက်ဆွဲလို့ပေါ့နော် glass noodle ပေါ့ပဲကြာစံလေးပါလေးထည့်ပြီးတော့တောက်လို့ရှိရင်လည်းရပါတယ်ဝါဥကြာစံထည့်ရင်လည်းတောက်ပြီးတော့ရပါတယ်ပေါ့နော်အကူကတော့အမကဟင်းညိုပုံစံတိုင်းမှာချက်ထားပါတယ်မတော်ဟင်းညိုမှာထည့်ဖို့ပေါ့နော်မုံကြီးရွက်ကိုအခုလိုမျိုးလေးပြင်ဆင်ထားပါမယ်ဒီနေရာမှာ တိုဘူးပေါ့နော်ဂျပန်တိုဘူးပြီးရင်မုံလာဥနီဘေဘီကွန်းဒါလေးလေးရှိလို့ရှိရင်လည်းထည့်လို့ရပါရဲ့နော်အဲဆိုရင်ပိုမွေးပြီးတော့ပိုချိုးပါတယ်အမတို့ကျက်ဥလေးတွေကိုလည်းခလောက်ထားပါမယ်ဒီမှာကအမကျက်ဥတစ်လုံးပဲထည့်ထားတာပေါ့နော်ကိုကကျက်ဥကြိုက်လို့ရှိရင်တော့နှစ်ယောက်သုံးယောက်စားမယ်ဆိုရင်နှလုံးတော့ထည့်ပါပြီးရင်တော့အမချင်းလေးအနေငယ်ထည့်မယ်အဲလေးလေးကိုအခုလိုမျိုးပေါ့နော်အပြားလေးတွေလေးထားပါမယ်ပြီးရင်အမားတို့အရင်ဆုံးပေါ့နော် ကြက်ဥလေးကြော်မယ်စီလီနဲ့ငယ်ထဲပြီးတော့ပေါ့နော် ကြက်ဥလေးကြော်ပါမယ်မီအေးလေးနဲ့ ကျဲဥလီယာမကြက်ကြက်အနေထားလေးရလာပြီဆိုလို့ရှိရင်တော့အမားတို့အရာလေးတွေကိုအခုလိုမျိုးခြေပေးပါမယ်ခြေရတဲ့ကျဲဥလီတွေကိုအမားတို့ပကံတကံထဲမှာခဏထည့်ထားမယ်ပြီးတော့ရင်းွေးအိုးတယ်မယ်ပုပ်ပတ်ဆူအောင်ပေါ့နော်ကိုလိုချင်တဲ့ရေနေထားလေးထည့်ပြီးတော့ရင်းွေးပပော့စီအောင်တဲပါမယ်ဒီနေ့လေးပေါ်ပတ်ဆူလာပြီဆိုလို့ရှိရင်အမတို့အရင်ဆုံးပန်းငံများကြီးပေါ့နော်အချီရေအနေငယ်ထည့်မယ်ထမင်းစားစုတစ်စုံလောက်ဆိုရပါတယ်ပြီးရင်တော့လီးထားတဲ့ချင်းလေးကြီးထည့်ပါမယ် ပြီးတော့အမားတို့အိုးလေးကိုပြန်ပြီးတော့2မိနစ်3မိနစ်လောက်ပေါ့နော်အနံ့လေးမှုရအောင်ခြေနံလေးလေးမှုရအောင်ထားရမယ်ပြီးတာနဲ့အမားတို့အရွက်ကလေးတွေထည့်လို့ရပါပြီအရွက်ကလေးတွေမျိုးအောင်လဲအမားတို့အခုလိုမျိုးလေးမှုပေးပါမယ်အရွက်ကလေးတွေကိုအမားတို့2မိနစ်3မိနစ်လောက် နူးနေအောင်တဲပေးတာပါပဲပြီးလို့ရှိရင်တော့မတို့အရသာမြည်မယ်လိုအပ်တဲ့ရသာလေးတွေထည့်ပါမယ်အရသာလေးစိတ်တန်းချပြီဆိုလို့ရှိရင်တော့အမတို့ခုနခြေထားတဲ့ကြောက်ကြော်လေးတွေထည့်ပါမယ်ပြီးရင်တော့2မိနစ်3မိနစ်လောက်နည်းနည်းလေးဟင်းအိုးစုပေါင်းထားထားပေးပါမယ်နောက်ဆုံးဟင်းအိုးချခံပြီပေါ့နော်ငရုတ်ကောင်းလေးအုံမယ်ပြီးရင်တော့မတို့ဟင်းအိုးချလို့ရပါပြီဒီနေရာမှာကိုကခေါက်ဆွဲလို့ပဲကြကြတို့ထည့်ခြင်းလို့ရှိရင်တော့ကိုဒီအရွက်ကလေးတွေထည့်တဲ့အချိန်မှာနေမှာတခါရဲထည့်လို့ရပါတယ်အဲ့တော့အရွက်ကလေးလေးနူးခေါက်ဆွဲလေးလေးနူးပေါ့နော် ကဲအခုဆိုလို့ရှိရင်တော့အမတို့လွယ်ကူတယ်မြန်ဆန်တယ်ပြီးတော့ပါတဲ့ ingredient တွေကလည်းနည်းနည်းပဲပါတယ်ပေါ့နော်။ခင်ကျမ်းမာရေးအတွက်လည်းကောင်းတယ်။ကျက်ဝီဟင်းချုပ်လေးတစ်ခွက်ရပါပြီ။အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်။